မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 4ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့ရန်ကုန်တိုင်းလိုင်တာယာမြို့နယ်မှာမိထီလာရှမ်းတဲလီတက်က ဘုံဘူးမျိုးလင်ရဲ့မိသားစုပိုင်နဲ့ဂန်းကုန်မြိုင်ဂတ်စ်မီဘူဆိုင်ကိုဘုံခွဲတိုက်ခတ်ရာဆယ်အုံမှုတဦးတိတ်ဆုံးပြီးယာအိမ်မှုနဲ့စစ်အရာရှိရဲ့ညီဖြစ်သူတို့ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ3ရက်နေ့မနက်6:00နာရီအချိန်လှိုင်းသားရနောက်ပိုင်းမြို့နယ်အပြင်ပဒံရက်ကွာအနောက်ရထားလမ်းပေါ်မှာရှိတဲ့မိထီလာရှမ်းတဲ့လေတက်ကဘုံဘူးမျိုးလင်မိသားစုပိုင် ဂန်ကောအမြိုင် gas မီးပိုဆိုင်ကိုဘုံခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးဘုံခွဲတိုက်ခိုက်မှုကြောင့်စေအိမ်မှုတအုပ်သိမ်းဆုံးပြီးတော့ယာယီမှုနဲ့စစ်အရာရှိရဲ့ညီဖြစ်သူတို့ပြင်းထန်စွာဒဏ်ရာရရှိသွားတယ်လို့သိရပါတယ် ကားနက်စီလဲမီးလောင်ပျက်စီးသွားတယ်လို့သိရပါတယ်ကားနက်စီကလည်းအဲ့ဒီ gas မီးပိုဆိုင်ကကားတွေပဲလူသေးတယ်လို့လည်းကြားပါတယ်ပောက်ကွဲမှုဖြစ်ပြီးတော့မီးလောင်တာလည်းမှန်ပါတယ်မနေ့ကမနေ့ကပောက်ကွဲမှုဖြစ်ပြီးတော့မီးလောင်တော့မီးတက်ကလာငိမ့်တယ်ပြီးတော့စစ်တပ်နဲ့ရဲတွေရောက်လာပြီးတော့ဆိုင်ရဲ့ပတ်ဝန်းကျင်မှာရှာကြတယ်ဆိုင်ကိုလည်းပိတ်သွားသေးတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်ဖက်စစ်လက်ပါစီလေတက်ကပြည်သူများအပေါ်ကိုလူမဆန်စွာရက်ဆက်တပ်ဖြတ်နေမှုများအပေါ်ပြင်းထန်စွာတုံ့ပြန်မဲ့ ကနအူးတိုက်ပွဲဖော်ဆောင်မှုဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုအရသာပြည်သူများကို ထိခိုက်မှာဆိုလို့ငဲ့ကွက်ပြီးတော့ကာလကြာရှည်စွာစိုင်းငံ့ထားခဲ့ပြီး စစ်ကောင်စီလေတပ်ကဇက်တိုက်ကျူးလွန်နေတဲ့လူမဆန်တဲ့လောက်ရမျာကြောင့်နောက်ဆုံးအနေနဲ့ချိန်ဆပြီးတော့သတိပေးတိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့သိရပါဗျ။လက်ရှိတိုက်ခိုက်လိုက်တဲ့ဂန်ကောမြိုင်ဂက်စ်မီဘူဆိုင်ဟာလေတပ်ကဗုံးမှုမျိုးလွယ်မိသားစုပိုင်ဆိုင်တဲ့စီးပွားရေးဖြစ်ပြီးတော့အဲ့ဒီစီးပွားရေးလုပ်ငန်းများချက်ချင်းပိတ်သိမ်းရမှာဖြစ်တယ်လို့သိရပါဗျ။ယခုတိုက်ခိုက်မှုဟာထိခိုက်မှုအ ਨੇ ဆုံးပြတ်မှတ်ကိုရွေးချယ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ထပ်မံတိုက်ခိုက်မှုများဆက်လက်ပြီးတော့အကောင့်ထက်ဖို့ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါဗျ။ဖက်စစ်လက်ပါစီလေတပ်ဖွဲ့ဝင်များအနေနဲ့ ပြည်သူများအပေါ်ကိုအကြမ်းဖက်ဘုံကျဲနေမှုများကိုရက်တန်းကရက်ရံပြင်းပြင်းထန်ထန်သတိပေးလိုက်တယ်လို့သိရပါတယ်။အဲ့ဒီသတိပေးချက်ကိုမလိုက်နာပါကကိုကံကျမကိုဖန်ဒီချင်းသာဖြစ်တယ်လို့ထပ်ဆင့်သတိပေးလို့ကြောင်းရန်ကုန်မြို့ပြပျောက်ချောင်းမရှင်အာကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ချီဝင်မြို့နယ်အတွင်းမှာရှိတဲ့ဖီမော်မြို့ကို KIA နဲ့ပူးပေါင်းတပ်များကတိမ့်ပိုက်ရရှိပြီးတဲ့နောက်တရုတ်မြန်မာနယ်စပ်မှာရှိတဲ့ ဖြစ်မှာနေဆက်ဂိတ်ကိုတရုတ်ဘက်ကတစ်ဖက်တစ်ပိတ်ပင်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ2ရက်နေ့မှာ KI နဲ့ပူးပေါင်းတပ်များကဖီမော်မြို့ကိုတိမ့်ပိုက်ပြီးတော့စစ်ကောင်စီရဲ့အလံကိုဖျောက်ချလိုက်တယ်လို့သိရပါတယ်။နိုဝင်ဘာလ3ရက်နေ့ည7:00နာရီကစတင်ပြီးတော့တရုတ်ကတရုတ်မြန်မာနေဆက်ဂိတ်ဖြစ်တဲ့ဖြစ်မှာနေဆက်ဂိတ်ကိုတစ်ဖက်တစ်ပိတ်ပင်လိုက်တယ်လို့သိရပါတယ်။ပိတ်ပင်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ထုတ်ပြန်ရမှာနေဆက်ဂိတ်မှာစစ်စေးရေးစနစ်အဆင့်မြင့်တင်ခြင်းနဲ့အခြေခံအဆောက်အအုံစနစ်များအဆင့်မြင့်တင်ရန်အတွက်ဆိုပြီးတော့ခရီးသည်နဲ့ကုန်စည်တည်ယူပို့ဆောင်ရေးလုပ်ငန်းများကို နိုဝင်ဘာလ3ရက်နေ့ည7:00နာရီကစတင်ပြီးတော့ပြိပင်လိုက်ကြောင်းတရုတ်ဘက်ကထုတ်ပြန်ကြေညာထားပါတယ်ဖီဝေါ်နဲ့ကက်လျာ တရုတ်ဘက်ကနယ်စပ်အဝင်အထွက်ဂိတ်တွေဖြစ်တယ်ဖြစ်မှာဂိတ်ကိုမနေ့ကည7:00နာရီကစပြီးတော့ပိတ်ပင်တယ်လို့တရုတ်ဘက်ကစာထုတ်တယ်စာမှာအကြောင်းပြတာကတော့အခြေခံအစအဦးစနစ်အဆင့်မြင့်နေဖို့နဲ့ဆွေဆွေးရေးစနစ်တွေအဆင့်မြင့်နေဖို့အကြောင်းပြတယ်ဘယ်တော့ပြန်ဖွင့်မှာလဲဆိုတာကိုမဖော်ပြထားလို့အချိန်အကန့်အသတ်မရှိဘဲနဲ့ပိတ်တဲ့သဘောပဲလို့တရုတ်မြန်မာနယ်စပ်သတင်းရင်းမြစ်ကရှင်းပြထားပါတယ်ကချင်ပြည်နယ်စစ်ကောင်စီလက်အောက်ခံစခုံတိန်ရင်းရဲ့ကချင်အထုဒေသတစ်ကအုပ်စိုးထားတယ် တရုတ်မြန်မာနယ်စပ်မြို့ဖြစ်တဲ့ဖီမောင်မြို့ကို KIA နဲ့ PDF ပူးပေါင်းတပ်များကနိုဝင်ဘာလ2ရက်နေ့ညနေ6နာရီဝန်းကျင်အချိန်မှာပိတ်ပိုက်လိုက်ပြီးတဲ့နောက်တရုတ်ဘက်ကအခုလိုမျိုးပိတ်ပင်မှုများလုံဆောင်လာခြင်းဖြစ်ပြီးတော့အခြားသော KIA နယ်မြေများကနယ်စပ်ဂိတ်များကိုလည်းတရုတ်ကပိတ်ပင်ထားတယ်လို့သိရပါတယ်။အော်တိုဘာလ17ရက်နေ့ကချင်ပြည်နယ်ပန်ဝါမြို့ကို KIA ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတဲ့နောက်ညာရင်းချင်းမှာပဲတရုတ်က KIA ထိန်းချုပ်နယ်မြေများနဲ့ဆက်ဆက်နေတဲ့နယ်စပ်ဂိတ်များကိုပိတ်ပင်မှုများလုံဆောင်ခဲ့တယ်လို့သိရပါတယ်။အော်တိုဘာလ17ရက်နေ့ည7နာရီအချိန်မှာကချင်ပြည်နယ် ် KI ထိန်းချုပ်နယ်မြေမာဂျာယန်လိုင်ဇာနယ်မြေများနဲ့ထိစပ်လျက်ရှိတဲ့နဘန်လိုင်ဇာဂိတ်စီမားလိုင်စင်ဂိတ်ခါရှန်ဂိတ်များကိုတရုတ်ဘက်ကပိတ်ပင်ခဲ့ပြီးတော့အကြောင်းပြချက်အနေနဲ့ဂိတ်တချို့ကိုပြန်လည်အဆင့်မြင့်တဲ့ပြင်ဆင်ခြင်းလုပ်ငန်းများနဲ့စနစ်များအဆင့်မြင့်တဲ့ရန်အတွက်နယ်ဇက်ဂိတ်များကိုပိတ်သိမ်းထားတယ်ဆိုတဲ့ စာများကိုတရုတ်ဘက်ကထုတ်ပြန်ခဲ့ပါတယ်။လက်ရှိမှာ KIA ကအော်တိုဘားလ31ရက်နေ့ညနေ6:25မိနစ်ဝန်းကျင်အချိန်မှာအမတ်13331နေကြားဆောင်တည်ရင်ဌာနချုပ်ကိုသိမ်းပိုက်ခဲ့ပြီးတော့အော်တိုဘားလ14ရက်နေ့မှာအမတ်13332နေကြားဆောင်တက်ဌာနချုပ်စခန်းကို၎င်းအော်တိုဘားလ21ရက်နေ့ညနေ9:00အချိန်မှာအမတ်13333 BGF ဌာနချုပ်စခန်းကိုကို၎င်းသိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီလက်အောက်ခံစခုံတိုင်ရဲ NDAK လက်အောက်ခံ BGF နေကြားဆောင်တိုင်ရင်ဌာနချုပ်တပ်စခန်းများအားလုံးကိုလည်း KIA ကထိန်းချုပ်သိမ်းပိုက်ထားပြီးဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင် KIA ကစခုံတိုင်ရင်ထိန်းချုပ်ထားတဲ့ချီပွေမြို့ကိုစက်တဘာလ29ရက်နေ့မှာ၎င်းစော့လော်မြို့ကိုစက်တဘာလ30ရက်နေ့မှာ၎င်းအော်တိုဘာလ17ရက်နေ့မှာပန်ဝါမြို့ကို၎င်း KIA နဲ့ PDF ပူးပေါင်းတပ်များကသိမ်းပိုက်ပြီးတဲ့နောက်တရုတ်မြန်မာနယ်စပ်မြို့ဖီမော်မြို့ကိုလည်းနိုဝင်ဘာလ1ရက်နေ့မှာ၎င်းသိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်ကချင်အထူးဒေသတက်မှာတရုတ်မြန်မာနယ်စပ်မြို့ဖြစ်တဲ့ကမ်ပိုက်တီမြို့တစ်ခုတည်းကိုသာသိမ်းပိုက်ရန်ကြံရှိတော့ကြောင်း သတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မြန်မာနိုင်ငံကနာမည်ကြီးထင်ရှားကျော်ကြားတဲ့ကုန်တယ်ကြီးများ ဘဏ်လုပ်ငန်းရှင်များရွှေဆိုင်ပိုင်ရှင်အပါအဝင်စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ပြည်ပကို ထွက်ခွာလိုပါကထွက်ခွာလိုတဲ့အကြောင်းအရာကိုစစ်ကောင်စီထံမှတင်ပြကြိုတင်ခွင့်ပြုချက်တောင်းခံရလိုအပ်ပြီးတော့ခွင့်ပြုချက်တောင်းခံချက်မရှိဘဲနဲ့ပြည်ပကိုထွက်ခွာရန်ကြိုးစားတဲ့အောက်တမာရီရွှေဆိုင်ပိုင်ရှင်ကိုလေးစိတ်မှာပတ်စပို့တင်ပြီးတော့အင်ကိုပြန်ခိုင်းလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံအတွင်းမှာရှိတဲ့အလွန်ချမ်းသာကြွယ်ဝတယ်ဆိုတဲ့နာမည်ပေါက်တဲ့ကုန်တယ်ကြီးများဘဏ်လုပ်ငန်းရှင်များ ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးများရွှေကုန်းတယ်နဲ့ရွှေဆိုင်ပိုင်ရှင်များအပါအဝင်ထင်ရှားကြော်ကြားတဲ့စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ပြည်ပကိုဘာအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ်ထွက်ခွာမယ်ဆိုရင်စစ်ကောင်စီထံကိုတင်ပြအကြောင်းကြားရမှာဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးအကြောင်းကြားခြင်းမရှိဘဲပြည်ပကိုထွက်ခွာရန်ကြိုးစားပါကပတ်စပို့တင်စီပြီးတော့ပြည်ပထွက်ခွင့်အမြဲတမ်းပိတ်ပင်မှာဖြစ်ကြောင်းပြည်ထရေးသတင်းရေးမြစ်ကပြောဆိုထားပါတယ်။အဲ့ဒီညွှန်ကြားချက်ကအစ်စ်တော့မဟုတ်ဘူး2022ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့နောက်ပိုင်းကစပြီးတော့အဲ့ဒါကိုညွှန်ကြားထားတာ အခုကတော့ပို့ပြီးတော့တင်းတင်းကြပ်ကြပ်စီစစ်ဆောင်ရွက်ဖို့နဲ့စီးပွားရေးအသေးအဖွဲ့တွေစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့အစည်းအဝေးမီတင်စီးပွားရေးကိစ္စ ဖိုရန်ဆေးစစ်ဖျားဖူးအလဲဘာကိစ္စပဲဖြစ်ဖြစ်ချိုးတင်ခွင့်ပြုချက်ရယူရမယ်ဆိုတာရှိပါတယ်အဲ့ဒါချိုးတင်အတိမပေးရင်တော့စုံစမ်းစစ်ဆေးမှုခံရနိုင်ပါတယ်အဲ့ဒီလိုမျိုးစုံစမ်းစစ်ဆေးခံရတဲ့သူတွေလည်းတော်တော်များများရှိခဲ့ပါတယ်လို့ပြည်ထရေးသတင်းရင်းမြစ်ကပြောဆိုထားပါတယ်နာမည်ကြီးရွှေဆိုင်ပိုင်ရှင်ဖြစ်တဲ့အောင်သမားရီရွှေဆိုင်ပိုင်ရှင်ဦးအောင်စန်းဝင်းဟာနိုဝင်ဘာလ3ရက်နေ့မနက်8:15မိနစ်အချိန်မှာမန္တလေးအပြည်ပြည်ဆိုင်ရာ၄စိတ်ကနေတဆင် MAI အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်းလေးရဲအမှန် XY ALP E190 ခရီးစဉ်အမှတ် 8M337 နဲ့ထိုင်းနိုင်ငံတူနာဘူမိလေးစိတ်ကိုတွားရောက်ရန်စူးစမ်းတဲ့အချိန်မှာစစ်တပ်က၎င်းရဲ့နိုင်ငံကူးလက်မှတ်ကိုတင်ဆီပြီးတော့နေအိမ်ကိုပြန်ခိုင်းလိုက်တယ်လို့သိရပါတယ်။ရွှေကစားမှုနဲ့အောက်တဝါရီရွှေဆိုင်ပါရှင်ဦးအောင်စန်းဝင်းကိုစစ်ကောင်စီကဖမ်းဝရမ်းထုတ်ပြီးတော့ပြည်ပထွက်ခွာခွင့်ပိတ်ပင်ထားတဲ့အမည်မဲစရင် Blacklist အသွင်ခံနာရသူဖြစ်ကြောင်းစစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ ကြိုတင်အသိမပေးဘူးကြိုတင်ခွင့်ပြုချက်လည်းတောင်းမထားဘူးအဲဒါကြောင့် password အသိမ်းခံရတာလို့ပြည်ထောင်ရေးသတင်းရင်းမြစ်ကအော်တိုမတ်ရီရွှေဆိုင်ပိုင်ရှင်ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောဆိုထားပါတယ်အချက်မဲ့စစ်ကောင်စီကရွှေဈေးကစားတယ်ဆိုပြီးတော့ဇွန်လ2ရက်နေ့မှာမြန်မာနိုင်ငံဈေးကွက်ရဲ့အဓိကလက်ကြီးသမားများဖြစ်တဲ့အော်တိုမတ်ရီရွှေဆိုင်ပိုင်ရှင်ဥအောင်ဆန်းဝင်းအပါအဝင်ရွှေဆိုင်ပိုင်ရှင်နဲ့ရွှေကုံတဲ့ဆယ်ဦးကိုရွှေဈေးနှုန်းမတိမငြိမ်ဖြစ်အောင်လုပ်တယ်ဆိုပြီးတော့ဖမ်းဝရထုတ်ထားခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ရွှေကုံတဲ့နဲ့ဝယ်ရောက်20တဦးကိုလည်းဖမ်းဆီးအရေးယူခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံတဝမ်းလုံးမှာတဘာဝဘေးအန္တရာယ်ကြောင့်ပြုပြင်ရန်လိုအပ်နေတဲ့ရေအားလျှပ်စစ်ဆက်ယုံများကိုပြန်လည်ပြင်ဆင်ရန်ရေအားလျှပ်စစ်ဆက်ယုံများကိုတိစောက်ပေးခဲ့တဲ့မူလကုမ္ပဏီများကိုစစ်ကောင်စီကပြန်လည်ဆက်သွယ်နေတော်လဲခေါ်လို့မရဖြစ်နေပြီးတော့ပြန်လည်ပြင်ဆင်ရန်မလွယ်ကူသေးတဲ့အခြေအနေဖြစ်ပေါ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လော်ပီတာဘလူးချောင်းရေအားလျှပ်စစ်ထုတ်ဆက်ယုံရဲရွာရေအားလျှပ်စစ်ဆက်ယုံအပါအဝင် ရေကြီးမှုများကြောင့်ပျက်စီးသွားတယ်။လျှက်စစ်ဓာအပိစက်ယုံများအကြီးစားပြင်ဆင်ရန်လိုအပ်နေတဲ့ရေအားလျှက်စစ်ထုတ်ဆက်ယုံ၉ယုံခန့်ကိုပြင်ဆင်ရန်အတွားစစ်ကောင်စီက မူလစက်ရုံများကိုတိစောက်ပေးခဲ့တဲ့ဂျပန်ကုမ္ပဏီတရုတ်ကုမ္ပဏီများကိုပြန်လည်ဆက်သွယ်လျက်ရှိတယ်လို့သိရပါဗျ။ဒါပေမဲ့မူလကုမ္ပဏီများကလက်ရှိမြန်မာနိုင်ငံအတွင်းမှာဖြစ်ပေါ်နေတဲ့နိုင်ငံရေးမတည်ငြိမ်မှုများကြောင့်လာရောက်ပြင်ဆင်ရန်ကိစ္စများမှာအလွန်နှောင့်နှေးကြံ့ကြာမှုများဖြစ်နေတယ်လို့သိရပါဗျ။ဒီစက်ရုံတွေကိုတိစောက်ပေးခဲ့တဲ့မူလကုမ္ပဏီတွေရှိတယ်။တရုတ်ဂျပန်စသည်ဖြစ်ပေါ့။အဲ့ဒီကုမ္ပဏီတွေကိုဒီစက်တွေကိုပြန်လာပြင်ပေးဖို့ဆက်သွယ်တဲ့အခါမှာလုံခြုံရေးနဲ့အသက်အန္တရာယ်အမခံဖို့ နောက်တစ်ခါလိုအပ်တဲ့စက်ပစ္စည်းတွေလဲလှယ်ရမယ်စက်ပစ္စည်းအစိတ်ပိုင်းတွေကိုမူလကုမ္ပဏီတွေဈေးကနေပြီးတော့ပြန်ဝယ်ဖို့အဲ့ဒီကိစ္စတွေကိုညှိနှိုင်းနေရတယ်ဥပမာလောပိတာဆက်ယုံဆိုရင်ကရင်နီဘက်မှမငြင်းကြတော့ပြင်မဲ့ကုမ္ပဏီတွေကမလာရဲကြဘူးလက်ရှိအခြေအနေအရဆိုရင်တော့ဒီဆက်ယုံတွေပြင်ဆင်ဖို့အတွက်လနဲ့ချီပြီးတော့ကြာသွားမယ်အခြေအနေမျိုးလို့မြင်ပါတယ်အကြီးစားပြင်ဆင်ရမယ်ဆက်ယုံတွေအများစုဖြစ်နေတယ်လို့လျှက်စစ်ဝန်ကြီးဌာနသတင်းရင်းမြစ်ကရှင်းပြထားပါတယ်လက်တလုံးလျှက်စစ်ရရှိမှုအခြေအနေဟာ တနေ့တခြားပုံပုံစိုးဝါလာနေပြီးတော့မူလကတရက်ကိုမဂါဝက်2500ဝင်းကျင်ရရှိရာကနေပြီးတော့ယခုခါမဂါဝက်2300ဝင်းကျင်သာရရှိတော့တယ်လို့သိရပါဗါတယ်တနိုင်ငံလုံးတရက်ကိုလျှက်စစ်ဓာတ်အားလိုအပ်ချက်9443မဂါဝက်ရှိနေပြီးတော့လက်ရှိထုတ်လုပ်နိုင်စွမ်းဟာတရက်ကိုမဂါဝက်2300ဝင်းကျင်သာထုတ်လုပ်နိုင်တဲ့အတွက် တကယ်လိုအပ်ချက်ရဲ့52ရာခိုင်နှုန်းကသာထုတ်လုပ်နိုင်တော့တယ်လို့သိရပါတယ်။ဒါကြောင့်အခု November လကစတင်ပြီးတော့လာမယ့်နှွေရာသီအချိန်အထိကိုလျှက်စစ်မီးများစိုးစိုးဝါဝါပြတ်တောက်မဲ့အချိန်တွေရှိနေတယ်လို့လျှက်စစ်ဝန်ကြီးဌာနရဲ့သတင်းအမြင့်ဌာနကသိရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ